မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာအချမ်းဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအသိမှတ်မပြုဘဲပယ်ချလိုက်ပြီးသမရဦးဝင်းမြင့်နဲ့ဒေါ်ဆတ်စုကြည်အပါအဝင်နိုင်ငံရေးအကြီးအကဲအလုံးလှုပ်ပေးဖို့ကဥရောပပါလီမန်ကတောင်းဆိုလိုက်ပါတယ်မြောက်ရီမြို့နယ်မင်းလက်ပန်ဂျေးရွာက DKPA တပ်စခန်းတွေကို GNU ကဝန်ရောက်စီးနင်းသိမ်းပိုက်တဲ့အချိန်ဖမ်းဆီးရမိထားတဲ့ DKPA အဖွဲ့ဝင်အယောက်100ကျော်ကို ဒီကပီးဌာနချုပ်စီပြန်လဲထွက်ပြောင်းပေးလိုက်ပြီးတပတ်မှာတော့အဲ့ဒီ main lab ပန်းချေရွာအနီးမှာအချမ်းဖက်စစ်တပ်နဲ့ KNU တပ်တွေအကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာအချမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဥရောပသမ္မတကအတိမတ်မပြုတ်ပဲပယ်ချလိုက်ပြီးသမ္မတဦးဝင်းမြင့်နဲ့ဒေါ်ဆတ်စုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားအားလုံးလှုပ်ပေးဖို့ကိုသာဥရောပပါလီမန်ကတောင်းဆိုလိုက်ပါတယ်ဒါကြောင့် နိုဝင်ဘာလ29ရက်နေ့ရက်စွဲနဲ့ပဲရောဘတ်တမကပါလီမန်ကအတိအလင်းထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီးလက်ရှိမြန်မာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတပတ်သက်စီစဉ်ထားတဲ့တရားမဝင်ရွေးကောက်ပွဲမျိုးဖြစ်တဲ့အတွက်ဒါကိုအတိမတ်မပြုတ်လက်မခံပဲပယ်ချလိုက်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဒါပြင်လက်ရှိမြန်မာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာရှင်းလင်းတဲ့ဒီမိုကရေစီစံနှုန်းတွေနဲ့အခြေခံလွတ်လပ်ခွင့်တွေမရှိတဲ့အပြင်တိုင်းနိုင်ငံလုံးကပြည်သူတွေအားလုံးပါဝင်မဲပေးဖို့မဖြစ်နိုင်တဲ့အခြေအနေတွေနဲ့ လက်ရှိကာလမှာနိုင်ငံအတွင်းဆက်လက်ဖြစ်ပွားနေတဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်ပြည်သူတွေအပေါ်စစ်တပ်ကနှိပ်စက်ဖိနှိပ်မှုတွေအစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းခံရမှုတွေနဲ့နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေပါလုံးဝမရှိတာကြောင့်မြန်မာစာနာရှင်အဖွဲ့ရဲ့လက်ရှိလှုပ်ဆောင်မှုတွေဟာတရားမဝင်ဘူးလို့ဥရောပသမဂ္ဂပါလီမန်ရဲ့ထုတ်ပြန်ချက်ထဲမှာအတိအလင်းကြေညာထားပါတယ်။ဒါအပြင်လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာစာနာသိမ်းမှုကိုတရားဝင်မှုရအောင်ဖန်တီးဖို့ ဆန္ဒရှင်အဖွဲ့ရဲ့လှည့်ပြမှုအဖြစ်ဖော်ပြနေတဲ့အကြောင်းအမှန်တကယ်ကတော့အပြည်ပြည်ဆိုင်ရာတရားဝင်မှုရဖို့အတွက်တရားဝင်ရွေးကောက်ခံအယတအစိုးရကပြန်လည်ထူထောင်ဖို့လိုအပ်တဲ့အကြောင်းဒါကြောင့်မြန်မာစစ်တပ်ရဲ့တရားဝင်ရွေးကောက်ပွဲကိုပယ်ချလိုက်တဲ့အကြောင်းကိုဥရောပသမ္မတပါလီမန်ကထုတ်ပြန်ပြောဆိုထားပါတယ်ဒါပြင်မြန်မာနိုင်ငံရဲ့သမရဥဝင်းမြင့်နဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ဒေါက်တာဆုကြည်အပါဝင်မတရားဖန်ဆီးအကျဉ်းချခံထားရတဲ့ရွေးကောက်ခံအရာရှိတွေနဲ့ခေါင်းဆောင်တွေအလုံးကို စစ်တပ်ကချက်ချင်းလှုပ်ပေးဖို့ကပါရောဘတ်တမကပါတီမန်ကအတီအလင်းထုတ်ပြန်ကြေညာတောက်ဆူထားတဲ့အပြင် ရောဘတ်တမကအနေနဲ့2020ရွေးကောက်ပွဲမှာပြည်သူတွေတရားဝင်ရွေးကောက်ထားတဲ့ကိုယ်စားလှယ်တွေအဖြစ်လက်ရှိအမျိုးသားအညီညွတ်အစိုးရ UNG နဲ့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH အဖွဲ့ကသာဥရောပသမဂ္ဂပါလီမန်ကအတိမတ်ပြုထားပြီးဖြစ်တယ်လို့အဲ့ဒီကြေညာချက်ထဲမှာတပါးတည်းထည့်သွင်းပြောဆိုထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ မြောက်ရီမြို့နယ်မင်းလက်ပံခြေရွာက DKPA တက်စကန်တွေကို GNU ကဝင်ရောက်စီးနင်းသိမ်းပိုက်တဲ့အချိန်ဖမ်းဆီးရမိထားတဲ့ DKPA အဖွဲ့ဝင်အယောက်100ကျော်ကို DKPA ဌာနချုပ်စီပြန်လည်လွှဲပြောင်းပေးလိုက်ပြီးတစ်ဖက်မှာတော့အဲ့ဒီမင်းလက်ပံခြေရွာအနီးမှာအချက်ဖက်စစ်တပ်နဲ့ GNU တပ်တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ကရင်စစ်ရေးတရင်ရှိမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ27ရက်နေ့ကပဲမြောက်ရီမြို့နယ်မင်းလက်ပံခြေရွာအနီးက GNU တက်စကန်တွေရှိရာဘက်ကို အဂျက်ဖစ်စတန်နဲ့အတူစစ်တလောက်ခံ DGBA တပ်ကဗျူဟာမှုနိုင်လွင်ဦးဆောင်တဲ့တပ်တွေဟာစစ်ကြောင်းထိုးလာတဲ့အတွက် GNU နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မင်းလက်ပန်းဂျေယွာနီက DGBA တပ်စခန်းတွေကို GNU တပ်တွေကဝန်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာစစ်တလောက်ခံ DGBA တပ်ဖွဲ့ဝင်အယောက်230ကျော်ဟာ GNU တပ်တွေစီမှာလက်နက်ချခဲ့ကြတဲ့အတွက် GNU ကဖမ်းဆီးထိန်းသိမ်းထားပြီးတဲ့နောက်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာတော့ DGBA တပ်ဖွဲ့ဝင်အယောက်100ကျော်ကို GNU က DGB ဌာနချုပ်ရှိရာစုံစည်းမြိုင်ဒက်ကိုလွှဲပြောင်းပေးလိုက်တယ်လို့ကရင်စည်ရေးသတင်းအကြီးအမိကပြောထားပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီမြောက်ရီမြို့နယ်ကမင်းလက်ပံကျေးရွာအနီးမှာ GNU တပ်တွေနဲ့အကြမ်းဖက်စစ်တပ်အကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ဘက်ကလေရင်နဲ့ဘုံကျဲဓာတ်တွေလည်းရှိနေသလိုအဲ့ဒီမင်းလက်ပံကျေးရွာမှာ DGBA တပ်တွေထိန်းချုပ်ခဲ့တဲ့ကြားဖြန့်အလုပ်ယုံတွေကနေထွက်ပြေးသွားတဲ့သူတွေကတော့တိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးမှာထိုင်းနိုင်ငံဘက်ကကူးဖို့အတွက်စောင့်ဆိုင်းနေစေဖြစ်ပြီး ထိုင်းဘက်ကပေးမွန်တဲ့အတွက်အဲ့ဒီသူတွေဟာမြေကမ်းဘေးမှာပဲဆက်လက်တောင်းတနေဆက်ဖြစ်တယ်လို့ကင်စီရဲ့တရင်ရှင်မြေကရှင်းပြထားပါတယ်။တစ်ဖက်မှာလည်းအချက်ဖက်စစ်တပ်ကလက်ရှိသူတို့စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူထိန်းချုပ်ထားရာရွှေကုတ်ကိုစီမံကိန်းနဲ့အဲ့ဒီကကြားဖြန့်လုပ်ငန်းတွေမှာ GNU ကောင်းဆောင်ဘိုင်းတွေပါဝင်ပတ်သက်နေတဲ့ဆိုပြီးအချက်ဖက်စစ်တပ်ရဲ့ပြောခွင့်ရဇော်မင်းထွန်းကစွတ်စွဲပြောဆိုပြီးတော့ကိုဝါရဖြန့်ထားသေးတယ်လို့ GNU ကတော့ကင်ပီနယ်ကကြားဖြန့်လိန်လယ်မှုလုပ်ငန်းတွေကိုဖြည့်ရှင်းဖို့အတွက် နိုင်ငံတကာအနေနဲ့ကဲညူနဲ့အတူပူးပေါင်းဆောင်ရွက်မှုလိုအပ်နေတယ်လို့တောင်းဆိုထားပါသေးတယ်။လောလောဆယ်တော့အချမ်းဖက်စစ်တပ်ရဲ့ပြောခွင့်ရဇွန်မင်းတွန်းပြောဆိုနေတဲ့ကြပြတ်ငွေလိန်ဂိုင်းတွေအခြေဆိုင်ရာရွှေကုတ်ကိုမြို့သစ်ဆိုတာဟာသူတို့စစ်တပ်လောက်ကံ BGF ကောင်းဆောင်စောချစ်သူဦးဆောင်တဲ့တပ်တွေကသာထိန်းချုပ်ထားတာဖြစ်တယ်လို့လက်ရှိမင်းလက်ပန်းဂျေးမာမှာအခြေဆိုင်ထားတဲ့ကြပြတ်အလုပ်ယုံတွေကိုလည်းသူတို့စစ်တပ်လောက်ကံ DKPA တပ်တွေကသာထိန်းချုပ်ထားတာဖြစ်ပြီးအဲ့ဒီကြပြတ်ငွေလိန်လုပ်ငန်းတွေကို သူတို့စစ်တပ်ကပဲနောက်ွယ်ကနေလုခွင့်ပေးထားပြီးတော့အဲဒီကနေအကျိုးအမြတ်တွေရယူနေတာဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းတွေကမှအမေရိကန်နိုင်ငံကနေမြန်မာနိုင်ငံမှာရှိတဲ့ကြက်ဖြတ်ငွေလိမ်ဂိုင်းတွေကိုနှိမ်နှင်းမှု FBI မှာပါတဲ့အထူးတပ်ဖွဲ့ဖွဲ့လိုက်ပြီးဆိုတဲ့အကြောင်းအမေရိကန်ဘက်ကနေတရားဝင်ထုတ်ပြန်လိုက်တဲ့အခါကြတော့မှအကြက်ဖက်မင်းအွန်လိုင်းနဲ့ဇော်မင်းထွန်းတို့ဟာအရေးကြီးတုတ်ပြနေထပြီးနေဆက်ကကြက်ဖြတ်ငွေလိမ်လုပ်ငန်းတွေဟာတိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့နေကြဆောင်တပ်တွေကြောင့်ဆိုပြီးတော့ကိုတလီတန်နဲ့အပြစ်ဖို့ပြောဆိုခဲ့ကြပါသေးတယ်ခင်ဗျာ။ တစ်ဖက်မှာတော့အမျိုးသားညီညွတ်အစိုးရအယူကြီးကိုနိုင်ငံရေးအရာဂုံတိတ်ခါချဆင်းအောင်ရည်ရွယ်လှုပ်ဆောင်မှုတွေရှိနေတဲ့အတွက်ဒေါ်လန်ပြည်သူတွေအနေနဲ့အသည့်တတိနဲ့စင်ကျင်သုံးသက်ကြဖို့လွတ်လပ်သောစီရီယမ်အင်အားစုကထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အခုချိန်ကာလမှာအယူကြီးနဲ့အကြံဖက်စစ်အုပ်စုတို့ဟာတရားဝင်အသိမှတ်ပြုမှုရရှိအတွက်အပြိုင်ဆိုင်ဂျိုးပန်းနေတဲ့ကာလဖြစ်တယ်လို့လဲအဲ့ဒီထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒီလိုချိန်မှာ NUG ဝန်ကြီးချုပ်ရုံးရဲ့အမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြားနဲ့အမျိုးသားဖြစ်သူဦးညီညီမင်းတို့ကိုတိုင်ကြားမှုတွေဖြစ်ပေါ်နေပြီးနေနာသူလို့ယူဆရတဲ့ဝန်ထမ်းဟောင်းတွေအနေနဲ့လည်းတိုင်ကြားနိုင်တဲ့အခွင့်အရေးအပြည့်အဝရှိရမယ်လို့နားလည်တဲ့အကြောင်းပြောထားပါတယ်ဒီဖြစ်စဉ်အပေါ်လက်ရှိမှာစုံစမ်းစစ်ဆေးမေးမြန်းနေစေကာလဖြစ်ပေမဲ့ဒါကိုအကြောင်းပြုပြီးတော့ NUG အစိုးရရဲ့ဂုံတိတ်ခါကြာဆင့်အောင်ရွေကြက်ရှိရှိလှုပ်ဆောင်နေမှုတွေပါရှိလာတာကြောင့်ဒေါ်လာရေးပေါ်နှောက်ရှက်ဖြစ်စေနိုင်တဲ့ရေးသားဖြတ်ဝေမှုတွေကို တော်လန်ပြည်သူတွေအနေနဲ့အတိတ်တည်းနဲ့စင်ကျင် သုံးသက်ကြဖို့လွတ်လပ်သော CDM အင်အားစုအနေနဲ့ဒေါ်လာရဲ့အကျိုးမျှော်ကိုပြီးတိုက်တွန်းကြဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့ချင်းမီနယ်တိတိမြို့အဝင်းကအချက်ဖက်စစ်တပ် gate ကိုချင်းကြီးနောက်တပ်ဖွဲ့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်တုံးမတ်နှစ်ဦးနဲ့အတူလက်နက်ခဲယမ်းတွေပါသိမ်းစီရရှိထားတယ်လို့ PDF ဇိုလန်ကတပ်ပုံနဲ့တကွထုတ်ပြန်ထားပါတယ်အဲ့ဒီလိုထုတ်ပြန်ထားတဲ့တပ်ပုံတွေမှာ လက်နက်ခဲယမ်းတွေနဲ့အတူမြေကြီးပေါ်မှာဒူးထောက်အဖမ်းခံထားရတဲ့စစ်သား2ဦးကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့နိုဝင်ဘာလ28ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲချင်းပြည်နယ်တိတိမြို့အဝင်းကကျိုးစိုးပါဤဆိုင်ပုတ်အနီမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိတ်ကိုချင်းကြီးနောင်တပ်ဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း ဒီတိုင်မျိုးအဝင်းစစ်တပ်ကိတ်ကိုချင်းကြီးတော်တပ်ဖွဲ့ကပိန်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးစစ်တုံးမှန်းနှုတ်နဲ့အတူလက်နက်ခဲယံအချို့ကိုပါသိမ်းဆီးနိုင်ခဲ့တယ်လို့ PDF ဇိုလန်ကထုတ်ပြန်ထားပါတယ်အကြပ်ဖက်စစ်တပ်ကတော့အဲ့ဒီတိတိန်မျိုးလူအဝင်းအထွက်ကိုထိန်းချုပ်နိုင်မှုအတွက်ဂိတ်ပါလာချပြီးတော့စစ်ဆေးမှုတွေလှုပ်ဖို့ကြိုးပမ်းနေတာဖြစ်ပေမဲ့ချင်းကြီးတော်တပ်ဖွဲ့ကအဲ့ဒီမျိုးအဝင်းစစ်တပ်ကိတ်ကိုပြန်လဲသိမ်းလိုက်တာဖြစ်တယ်လို့ PDF ဇိုလန်ကထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ကဝက်ကသေးတံတားပေါ်မှာ လက်နက်ခဲတင်ဆောင်လာတဲ့အချမ်းဖက်စစ်တပ်ကစစ်ကားတစီးဟာသူ့အသူယင်တိုက်မှုကြောင့်တိမ်မောက်သွားရကနေပောက်ကွဲမှုပါဖြစ်ပြီးတော့စစ်သား၅ဦးပါတခါတည်းသေုံကြတယ်လို့ပုံနာဝတီ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ရန်ကုန်ခေတ်တစ်ကရရှိထားတဲ့ဓာတ်ပုံထဲမှာလဲလမ်းပေါ်မှာစစ်ကားတိမ်မောက်ပြီးပောက်ကွဲမှုကြောင့်မိလောင်ပျက်စီးနေတာကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့နိုဝင်ဘာလ29ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲတောင်တွင်းကြီးမြို့နယ် ဝကတိချေရွာအရှိပမာရှိတဲ့တရားပေါ်မှာလက်နက်ခဲယံတင်ဆောင်လာတဲ့အချမ်းဖက်စစ်တပ်ကစစ်ကားတစ်စီးဟာသူ့အတူတွားနေရင်းနဲ့ယင်တိုက်မှုဖြစ်ပြီးတော့တိတ်မှောက်သွားတယ်ဆိုပါတယ်။အဲ့ဒီအချိန်ကောင်းမတင်လာတဲ့လက်နက်ခဲယံတွေပောက်ကွဲမှုပါထပ်ဖြစ်ပြီးကောင်းမပါလာတဲ့စစ်သား9ဦးပါအတိအသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား9ဦးကမတည်မရှင်းဖြစ်ပြီးတော့ပြင်းထန်ဒဏ်ရာတွေရသွားကြတယ်လို့ပုံနောက်ဝတီ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လောလောဆယ်တော့အဲ့ဒီဒဏ်ရာရစစ်သား9ဦးကို ပရက်ချဲတိုက်နယ်စေယုံကိုအရေးပေါ်ပို့ထားကြပြီးသူတို့ဒဏ်ရာတွေကတော်တော်ကိုပြင်းထန်တဲ့အတွက်အဲ့ဒီစစ်သား9ဦးထဲမှာထပ်ပြီးသေနိုင်တဲ့သူတွေပါသေးတယ်လို့ပုံနာဝရီ PDF တပ်ဖွဲ့တာဝန်ရှိသူကရှင်းပြထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာရှိတဲ့စပေးရှောင်ပြည်သူတွေနေထိုင်ရာဘုံကြီးကျောင်းအပဝင်ကျေးရွာ၃ရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့လာပြီးတော့ဘုံကျက်တိုက်ခိုက်သွားမှုကြောင့်ပြည်သူ9ဦးသေဆုံးထားပြန်တယ်လို့ စင်ကူးမြို့နယ်ပက္ကပတာဝန်ခံကိုတမ်မဏိကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြက်ဖက်စစ်တပ်ကစင်ကူးမြို့နယ်မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ရာဝရုံကုန်းကျေးရွာဘုံကြီးကျောင်းအပဝင်ပင်လေကြီးရှောင်ပင်ရိုးနယ်ပြင်းပင်ကျေးရွာတွေကိုပါလေနဲ့လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအကြက်ဖက်စစ်တပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာပြည်သူခုနှစ်ဦးသေဆုံးထားတဲ့အပြင် နောက်ထပ်ပြည်သူ10ဦးကျော်ကဒဏ်ရာတွေရထားပြီးစောင့်အုံတွေလည်းပျက်စီးထားသေးတယ်လို့စစ်ကူးမြို့နယ်ပကပတာဝန်ခံကိုတမ္မဏိကပြောထားပါတယ်။အဲ့ဒီလိုပဲနိုဝင်ဘာလ9ရက်နေ့နဲ့12ရက်နေ့တွေကလည်းစစ်ကူးမြို့နယ်မလဲရွာစတဲ့ကျောင်းနယ်ရွှေပြည်ကျေးရွာစတဲ့ကျောင်းကိုအကြပ်ဖက်စစ်တပ်ကလေးကျောင်းကနေဘုံကျဲတိုက်ခိုက်တော်မူကြောင့်ပြည်သူ9ဦးသေဆုံးခဲ့ရပါသေးတယ်။လက်ရှိအကြပ်ဖက်စစ်တပ်ဟာနိုင်ငံတော်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက် တဖက်မှာစစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အချိန်အခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရာနေရာတွေကိုပါပြစ်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေမှုကြောင့်ရသပြည်သူတွေဆုံးမှုတွေလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့အချမ်းဖက်စစ်တပ်ကပုံမှန်ငါးငါးကကြီးနဲ့လွငိမ့်တတောက်ဝင်ပေးတဲ့အထက်မှာနိုင်ငံရေးကျင်းသားအနေနဲ့လွတ်မြောက်ပြီးနိုင်ငံရေးကျင်းသား2000ကျော်ဟာဆက်လက်ဖမ်းဆီးခံထားရစေဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံကြီးကျင်းသားမှတ်ကွန်းရဲ့ PPNM ရဲ့ဗဟုအုဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ26ရက်နေ့ကပဲအချက်ဖက်စစ်တပ်ကသူတို့မတရားဖမ်းဆီးထားတဲ့ပြည်သူတွေတဲကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်ငါငါကကြီးနဲ့ပြစ်ဒဏ်ကြခံနေရတဲ့နိုင်ငံကြီးကျင်းသား824ဦးကိုလွတ်ငြိမ်းခွင့်ပေးခဲ့ပြီးအဲ့ဒီပုံမှန်ငါငါကကြီးနဲ့အတူတခြားအမှုတွေနဲ့တွဲပြီးအမှုဖွင့်ခံထားရတဲ့အကျဉ်းသား2361ဦးကို ပြစ်ဒဏ် short ball ခွင့်သာပေးပြီးတော့ပုံမှန်ငါငါကကြီးနေပဲအမှုဖွင့်ခံရမှုကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူအယောက်9500ကျော်ကိုအမှုပိတ်သိမ်းခဲ့တဲ့အကြောင်းစစ်တပ်ကကြေညာခဲ့ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့အဲ့ဒီပုံမှန်ငါငါကကြီးနေလွဉ်ငင်းတတခွင့်မှာနိုင်ငံရေးအကျဉ်းသားအနေငယ်သာလွတ်မြောက်ပြီးရန်ကုန်အင်းစိန်ထောင်မှာဆိုရင်အကျဉ်းသား192ဦးမန္တလေးအိုးဘူအချင်းတောင်မှာဆိုရင်ပုံမှန်99ကကြီးနဲ့ဖန်စီခံထားရသူအယောက်1000ကျော်ရှိတဲ့အထက်ကအမျိုးသား165ဦးနဲ့အမျိုးသမီး68ဦးသာပါပြီး ဂျန်နဲ့အယောက်800ဝန်းကျင်ဟာဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သလိုအကျဉ်းထောင်တည်တည်မှနိုင်ငံရေးကျဉ်းသား2000ကျော်ဟာဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တာကြောင့်အဲ့ဒီလိုအကျဉ်းဖက်စစ်တပ်ရဲ့လုပ်ရက်ဟာနိုင်ငံရေးအကျဉ်းသားတွေပြန်လွတ်တယ်ဆိုတာထက်တစားကန်အချုပ်ကိုနိုင်ငံရေးခုတုံးလုပ်ဖို့ပြန်လွတ်တယ်ဆိုတဲ့အခြေအနေမျိုးသာဖြစ်ပြီးတကယ်နိုင်ငံရေးအပြောင်းလဲဖြစ်ချင်ရင်သူတို့စစ်တပ်ကမတရားဖမ်းဆီးထားတဲ့သမရဦးဝင်းမြင့်နဲ့ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ပေးရမှာဖြစ်တယ်လို့ PPNM ရဲ့ဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ